ားလုံးပဲမင်္ဂလာပါနော်ဒါကတော့မနေ့တုန်းကကျွန်တော်တင်ခဲ့တဲ့200ကိုဆိုတဲ့မူလေးဖြစ်ပါတယ်ဗျာနော်ဟုတ်ပြီကျွန်တော်ဒီမှာပဲစစ်ပြီးတော့ပြလိုက်မယ်ပေါ့နော်ဒီမှာပဲစစ်ပြလိုက်မယ်ဆိုတော့ကျွန်တော်နည်းနည်းလေးချဲပြပါမယ် get cloud ဆိုရင်တော့မြင်ရမယ်လို့ထင်ပါတယ်ပေါ့နော်โอเคကျွန်တော်လည်းကင်မရာကောင်းကောင်းမရှိတော့နည်းနည်းလေးတီးခံပြီးတော့ကြည့်ပြပါဗျာနော်โอเคကျွန်တော်တို့ဒီမှာ 20ပေါ့เนาะဒီအောက်ကနေစလိုက်မယ်ပေါ့เนาะသူကပင်နာရောက်မလဲဆိုရင်20 286ပေါ့เนาะ20တက်ကအမှန်တရားတွေ့ပြီပေါ့เนาะဒီမှာ286နော်ဒီကောင်းလေးနော်286နော်ပြီးရင်391ဆိုတဲ့နော်ဒီနှလုံးနော်ဒီနှလုံးကကျွန်တော်ဒီလိုပေါင်းမယ်ပေါ့เนาะ2ရ3ရပေါင်းခြင်းနံပါတ်5ဒီဟောသူ့ရဲ့ sound tape ပေါ့နော်ဒီမှာ nga tape ဆိုပြီးတော့သွားရိုက်တယ်နော်ဒီလိုပဲကျွန်တော် damage တက်သွားမယ် sound line တက်သွားမယ်ပေါ့နော်ဒီမှာ1ရယ်8ရယ်ပေါင်းခြင်းနံပါတ်6ဒီလေဒီမှာ6 tape ဆိုပြီးတော့ကျွန်တော် sound line တက်သွားတယ်ပေါ့နော်ဒီ sound ထပ်ပြီးတော့တက်မယ်ဆိုရင်ဒီမှာကကျွန်တော်တို့15ဆိုတော့ပေါင်းခြင်းနံပါတ်6နှစ်တုံညာကိုဖေးมาပဲကျွန်တော်ရေးလိုက်မယ်ပေါ့နော်ဟုတ်ပြီပေါင်းခြင်းနံပါတ်6ဒီကျွန်တော်တို့6ကအောက်มาပဲကျွန်တော်ရေးလိုက်မယ်ဗျာနော် 6ထိပ်ပေါ့เนาะ Okay ဒီတိုင်းလေးပဲရေးလိုက်မယ်6ထိပ်ကပ်ပြီးတော့ပေါ့เนาะဟုတ်ပြီ2 3 6ဒါတက်တက်ပေါ့เนาะဟုတ်ပြီဒီလိုရပြီးတော့အရင်ကျွန်တော်တို့ဒီမှာနောက်ပိတ်ဒီเนาะနောက်ပိတ်ဒီကျွန်တော်တို့ဒီမှာเนาะ16ဆိုတော့ပေါင်းချင်းခွန်ဒီခွန်လို့ပိတ်တယ်เนาะဒီမှာက6ခွန်ပေါင်းချင်းနံပါတ်3ဒီမှာ3လို့ပိတ်တယ် ါဆိုရင်ဒီမှာရှိနေတဲ့ကျွန်တော်တို့86ပေါင်းခြင်း၄ဒီနံပါတ်၄ဆိုပြီးတော့ကျွန်တော်တို့ပိတ်မယ်เนาะဒါဆိုရင်6ထိပ်၄ပိတ်เนาะပေါင်းခြင်း၅ဒီ၅ထိပ်ပြီးရင်ပေါင်းခြင်း၉ဒီ၉ထိပ်ပေါင်းခြင်း၆ဒီ၆ထိပ်ဒီမှာခွန်ဖြစ်တဲ့အတွက်ခွန်ဒီမှာပေါင်းခြင်း၃က၃ပိတ်ပေါင်းခြင်း၄ဒီ၄ပိတ်ဒီလိုရပြီးရင်ကျွန်တော်တို့ဒီမှာဒီလိုနှလုံးပေါင်းခြင်း၃ဒီ၃ပါဝါ၈လို့နောက်တွဲရိုက်တယ်เนาะ သုံးပါပါသည်နံပါတ်၈ဖြစ်တဲ့တက်ခွန်ပေါင်းခြင်းနံပါတ်၈เนาะဒါဆိုရင်ဒီမှာကျွန်တော်တို့တက်၈ပေါင်းခြင်းနံပါတ်၉ဆိုပြီးတော့၉ထိပ်ရိုက်ပြီးတဲ့နောက်မှာကျွန်တော်ဒီမှာတက်ခွန်ဆောင်းလိုက်ပေါင်းခြင်းဒီပေါင်းခြင်းနံပါတ်၈၈ရဲ့ပါဝါဒီ၃ဆိုပြီးတော့ကျွန်တော်တို့ဒီမှာเนาะနောက်ပေါင်း၃ဖြစ်ပါတယ်เนาะဒီမှာလဲဒီလိုစစ်ယူမယ်ဆိုရင်ကျွန်တော်ဒီမှာ၅တက်ဆိုတော့ပေါင်းခြင်းနံပါတ်၆ 6ထိတ်လို့ရိုက်မယ်ဗျာ6ထိတ်လို့ရိုက်ပြီးရင်ဒီမှာ5 6ပေါင်းခြင်းနံပါတ်1တည်းတစ်ပါဝါ6ဆိုပြီးတော့နောက်ပေါင်း6 6နဲ့4ဆိုပြီးတော့ကျွန်တော်ထိုးရမယ်။ဒါဆိုရင်နောက်ပေါင်း6ပေါ့နော်။ဒါတို့ကြောင့်6နဲ့4တီဒါတစ်ခွက်တည်းပဲကစားရမယ်ပေါ့နော်။ကျွန်တော်အစားဆုံးလေး run through ပြန်ပြရမယ်ပေါ့နော်။ Okay မူလေးကတော့ရိုးရိုးလေးပဲနော်။ဒီမှာ2 3ဆိုတဲ့ပေါင်းခြင်း5တီကျွန်တော်တို့5ထိပ်စီကိုရိုက်တယ်။5ထိပ်စီရိုက်ပြီးတဲ့နောက်မှာ2 1ဆိုတဲ့ နော်ထိန်းနဲ့အပိတ်နဲ့ပေါင်းခြင်းပေါင်းခြင်းနံပါတ်3ဒီ3ပါဝါ8ဆိုပြီးတော့နောက်တွဲရိုက်တယ်အပိတ်ဒီကျွန်တော်တို့6တက်ပေါင်းခြင်းခွန်ဖြစ်တဲ့အတွက်ခွန်ထရရအပိတ်နော်အဘိဒီမှာကျွန်တော်တို့ဆောင်းလိုက်တက်သွားတယ်ပေါ့နော်တက်ရှစ်ဆိုတော့ပေါင်းခြင်းကိုဒီကိုထိတ်လို့ရိုက်တယ်ရိုက်ပြီးတဲ့နောက်မှာတက်ခွန်ဆိုတော့ကျွန်တော်တို့ဒါပေါင်းခြင်းကကျွန်တော်နောက်ပေါင်း3တက်ခွန်ပေါင်းခြင်း၈၈ပါဝါ3ဆိုပြီးတော့ဖြေထားတယ်ပေါ့နော် ပြီးရင်တော့အပိတ်3ဒီခွန်6ဆိုတဲ့ပေါင်းခြင်းအပိတ်3ကနေရပါတယ်ဒါဆိုရင်ဒီမှာရှိနေတဲ့၅တက်ပေါင်းခြင်းနံပါတ်6ဒီ6ထိတ်လို့ဝင်မယ်6ထိတ်လို့ဝင်ပြီးတဲ့နောက်မှာ၅6ပေါင်းခြင်း1ဒီ1ပါဝါ6နောက်ပေါင်း6เนาะနောက်ပေါင်း6เนาะနောက်ပေါင်း6ရပြီဒါဆိုရင်နောက်ပိတ်ကိုဘယ်လိုရှာမလဲ8 6ပေါင်းခြင်း၄ဒီတရပေါင်းခြင်းနံပါတ်၄အပိတ်ဖြစ်တယ်ပေါ့เนาะနံပါတ်၄ပိတ်ဖြစ်တဲ့အတွက်ကျွန်တော်တို့နောက်ပေါင်း 6ရတဲ့အတွက်နှစ်တလုံးထည့်မယ်6 2 4 2 8เนาะကဲထိုးရပါမယ်အားလုံးကြိုင်နေတဲ့ပုံမျှော်လင့်ပါရစေအားလုံးကိုကျေးဇူးတူတင်ပါတယ်အဆင်ပြေကောင်းပါစေဘိုင်ဘိုင်ပါ